အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်ရဲ့တန်းသစ္စာကျင်းဆိုပွဲမတိုင်မီသမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့အစိုးရအဖွဲ့ဟာကြက်အကောင်ရေပေါင်း၈သန်းနီးပါးကိုတုတ်တင်ရှင်းလင်းခဲ့တာကြောင့်အမေရိကန်မှာကြက်ဥတွေပြက်လက်ပြီးဈေးနှုန်းတွေမြင့်တက်နေရတာဖြစ်တယ်လို့အင်ပီရိုပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလက်ဗက်ကဝေဖန်ပြောဆိုခဲ့ပါတယ်။လက်ဗက်ဟာ HBAI ကြက်ငှက်တုတ်ခွေယောဂကြောင့်ကြက်တွေကိုတုတ်တင်ရှင်းလင်းတဲ့ graphic ပုံကို X လိုမှုမီဒီယာမှာတင်ပြခဲ့ပြီးဘိုင်ဒန်အစိုးရကိုအပြစ်တင်ခဲ့တာဖြစ်ပါတယ်။ ကျောင်းပြည်ထနာကဘိုင်ဒန်အစိုးရရဲ့ပြည်ထနာပါဒါပေမဲ့သမ္မတကြီးထရမ့်နဲ့စိုက်ပျိုးမွေးမြူရေးဝန်ကြီးဘရူကီရိုလင်းစတိုကဒီပြည်ထနာကိုပြေးလည်အောင်ဖြေရှင်းနေပါတယ်လို့လက်ဖက်ကအိတ်လိုမှုမီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်။အမေရိကန်မှာစက်ငတ်တုတ်ခွေယောဂကြောင့်ကျောင်းတွေဆုံရစွာပြတ်လတ်ခဲ့ပြီးထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီစက်ငတ်တုတ်ခွေကြောင့်ဦးစားချက်မအကောင်ရေးတန်းချီကိုတုတ်တင်ရှင်းလင်းခဲ့ရတဲ့အတွက်ကျောင်းတွေရှားပါခဲ့ပြီးဇန်နဝါရီလအတွင်းကျောင်းဦးစင်းနှုန်းတွေဟာ15.2%ခန့်မြင့်တက်ခဲ့ပြီးဒါဟာ2015ခုနှစ် ဲ့ဇွန်လနောက်ပိုင်းလောက်အလိုက်ကျဲဥစည်းအမြင့်ဆုံးနှုံအထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။